ငမီးရံသွေးကိုအိုကပ်ပုံစံ6 6ကျွတ်လေးချက်စားမှာပါကောင်းချွေးသားဆိုမှလည်းဒီလိုမျိုးလေးပေါ့နည်းနည်းလေးပေါ့ဖောက်ပြီးတန်နေအောင်ကတိလေးနဲ့ညှက်လိုက်ညှက်ပြီးတော့ဒီမှာဘိုင်းလေးကိုထူးထူးတန်လိုက်တော့မိင်းဒီတော့မှတောင်ပန်လေးရှိရလေးညှက်လိုက်တာပေါ့တစ်ချက်ခြေကုန်ရှိအခြေကုန်ဒီလိုတစ်ချက်ကူလိုပုံစံမျိုးတန့်စင်ထားတဲ့ငမီးရံသွေးကိုစားရဲငါးသားမုံရဲနနွေးမုံရဲနေပြီးတော့ညှက်ထားပါမယ် ပြီးရင်ကြက်သွန်ပြူနေခြင်းဟိုရုပ်သီးအောင်ထမုံထည့်ပြီးတော့ထောင်းထားတာကိုအယုံဆုံးစီတက်ပါမယ်ဒီနေရာမှာလေးစီရလေးအများကြီးမထည့်ခြင်းတဲ့အတွက်ကြောင့်ကူပြထားသလောက်ပဲထည့်ပြီးတော့လူရောမှသာထထည့်မှာပါပြီးရင်စိမ်းစားမှုမိနေနဲ့ထည့်ပြီးတော့မွေးလာသည့်ထီကိုစီတက်ပေးရပါတယ်စင်းစားငပီလေးလဲမှုလာပြီဆိုတော့မှငမီးတန်သွဲလေးတွေကိုထည့်ပါတယ်ခဏလောက်မှုပြီးရင်တော့လေငမီးတန်သွဲလေးကိုအိုးမှာ ဖြန့်ထားပြီးတော့ ဖုံးအုပ်ပြီးတော့မီလဲလဲနဲ့ပဲစီပြန်သီးထီကိုတဲပေးထားပါတယ်။စီတန်လေးထွက်လာပြီဆိုရင်တော့လေအဖုံးဖွင့်ထားပြီးတော့အဲအောက်ခြေကျွတ်သေးထီကိုခဏလောက်ထားပါတယ်။ကျွတ်ပြီဆိုတော့မှ နောက်တစ်ဖက်ကိုလှမ်းပါတယ်။နောက်တစ်ဖက်ကိုလည်းအခုလိုမျိုးကျွတ်ကျွတ်လေးဖြစ်သည့်ထီကိုမီအလဲလဲနဲ့ပဲကြော်ထားပေးပါတယ်။မမီတဲ့အတွေ့ရလေးဆူဆူကြီးဆိုရင်စားမကောင်းပါဘူး။ ဒီနေရာမှာစီလေးနည်းနည်းလိုတော့မှအခုလိုမျိုးစီနည်းနည်းထပ်လိုက်ပေးပါရယ်။နောက်မဆိုရင်စီအများကြီးသုံးမိမှဆိုလိုပါ။အခုလိုမျိုးအနေထား66ကျွတ်ကျွတ်လေးဖြစ်ပြီဆိုရင်တော့လေရပါပြီ။ပုံမွေးအောင်လို့လေရှက်နနန်လေးလည်းအုပ်ထားပါရယ်။ဒီငမီးတဲ့သွေးဟင်းအားချင်းဟင်းတို့ပဲဟင်းတို့နဲ့တွဲစားရင်လိုက်ပါရယ်။ငမီးတဲ့သွေးကချိုပြီးတော့လေနူးညံ့တဲ့အပြင်ကိုဒီလိုမျိုးလေအရိုးပါဝါးစားနိုင်အောင်အိုကတ်ကလေးကြော်ထားတော့ကယ်စီယမ်ထပ်ပါရတာပေါ့နော်။